ခရိယန်တွေထဲမှာစစ်မှန်တဲ့ခရိယန်မဟုတ်တဲ့သူတွေအများကြီးရှိတဲ့အတွက်စစ်မှန်သောခရိယန်မဟုတ်ကြောင်းလက္ခဏာ၄၅မျိုးလောက်ကျွန်တော်ဖော်ပြသွားမယ်။အဲ့ဒီထဲမှာကျွန်တော်တို့ပါလားမပါဘူးလားဆိုတာကိုကိုယ့်ကိုယ်ကိုစစ်ဆေးခြင်းဖြင့်ကျွန်တော်တို့ဟာစစ်မှန်သောခရိယန်ဟုတ်မဟုတ်ပေါ်လာမှာဖြစ်တယ်။သင်ဟာစစ်မှန်တဲ့ယုံကြည်သူမဟုတ်ဘူးဆိုတာကိုသိလာခဲ့ရင်သင်အတွက်ဖခင်သခင်အလိုတော်ကတော့ကဲတင်ချင်းသူရောက်၍ တမာတရားကိုသိဖို့ရန်ဖယားသခင်အလိုတော်ရှိတဲ့အကြောင်းတစ်တစ်အခိုင်နှစ်အခန်းငယ်လေးမှာအခုလိုကျွန်တော်တို့ပြောပြထားပါတယ်လူအပေါင်းတို့သည်ကဲတင်ချင်းတို့ရောက်၍တမာတရားကိုသိစေခြင်းဟာဖယားသခင်အလိုတော်ရှိစစ်မှန်သောခရိယံမဟုတ်တဲ့အကြောင်း ပထမလက္ခဏာကတော့ဖယားသခင်နှုတ်ကပတ်တော်တမာကျမ်းစာကိုတန်ဖိုးထားခြင်းလုံးဝမရှိဘူး ယောဟန်အခိုင်း၈အခန်းငယ်58မှာတခင်ယေရှုကိုယ်တော်တိုင်ကဖယားတခင်နဲ့ဆက်ဆိုင်တော်သူသည်ဖယားတခင်ဤစကားတော်ကိုနားထောင်တတ်၏တင်တို့သည်ဖယားတခင်နဲ့မဆက်ဆိုင်သောကြောင့်နားမထောင်ကြဟုမိန်တော်မူ၏ပေတရုအဝါရစာပရမဆောင်အခိုင်း၂အခန်းငယ်၃မှာလဲကဲတင်ချင်းအလုံးလားနှုတ်ကပတ်တရားဤနှုတ်ဆက်အဖြစ်ကြီးပွားမီအကြောင်း ခွာစားသောသူငယ်ကဲ့သို့ထိုတရားနို့ကိုအလွန်လိုချင်သောစိတ်ရှိကြလောစာလံ139အခန်းငယ်155မှာလဲမတရားသောသူတို့သည် အထုံးအဖွဲတော်တို့ကို မရှာသောကြောင့်ကဲတင်ခြင်းနဲ့ဝေးကြပါ၏တမချန်းစာထဲကဖယားသခင်စကားတော်ကိုကြားနာခြင်းတဲ့စိတ်ဆန္ဒလည်းမရှိဘူး ဖယားသခင်စကားတော်ကိုမျက်နှာချင်းလည်းမရှိဘူးနာခံချင်တဲ့စိတ်လည်းလုံးဝမရှိဘူးဆိုရင်အဲ့ဒါစစ်မှန်သောခရိယံမဟုတ်ကြောင်းလက္ခဏာတစ်ခုဖြစ်တယ်စစ်မှန်သောခရိယံများကလည်းမိမိတို့တွေ့ကြုံရတဲ့အခြေအနေပေါ်မှာမူတည်ပြီးဖယားသခင်နှုတ်ကပတ်တော်တမချန်းစာကိုလေလာဖတ်ရှုနှလုံးမသွင်းတဲ့အခြေတွေလည်းမရှိတတ်ဘူးလားရှိတတ်တယ်ဒါပေမဲ့ဖယားသခင်နှုတ်ကပတ်တော်ကိုတံမိုးထားတယ် ဖယားခင်နှုတ်ကပတ်တော်ကိုကြားနာခြင်းနဲ့ဖယားခင်နှုတ်ကပတ်တော်ကို နာခံခြင်းနဲ့ဆန္ဒရှိကြတယ်စစ်မှန်သောယုံကြည်သူမဟုတ်တဲ့သူတွေကတော့ဖယားခင်နှုတ်ကပတ်တော်ကိုကြားနာခြင်းနဲ့စိတ်လည်းမရှိဘူးနာခံခြင်းနဲ့စိတ်လည်းမရှိဘူးတံမိုးထားအလေးထားခြင်းဘယ်တော့အခါမှမမရှိဘူးအဲ့ဒါလိုပုံကိုဖြစ်ရင်အဲ့ဒီလူကငါကခရိယံပါကွာလို့ဘလောက်ပဲပြောပြော ဖယားသခင်နှုတ်ကပတ်တော်တမချန်းစာထဲကဖယားသခင်စကားတော်ကိုတံမိုးထားခြင်းမရှိကြားနာခြင်းနဲ့စိတ်လည်းမရှိနာခံခြင်းနဲ့စိတ်လည်းလုံးဝမရှိဘူးဆိုရင်အဲ့ဒီလူဟာစစ်မှန်သော ခရိယံဖြစ်နိုင်မလားမဖြစ်နိုင်ပါဘူးနမနှစ်အချက်စစ်မှန်သောခရိယံမဟုတ်တဲ့သူတွေကစစ်မှန်သောခရိယံတို့ကိုမချစ်ဘူးမုန်းတယ် ။ယောဟန်အခန်း7အခန်းငယ်34မှာသခင်ယေရှုကတင်တို့သည်အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော့ငါသည်တင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟုပညာသိကိုငါပေး၏အဲ့တော့စစ်မှန်တော့ခရိယံဖြစ်ရင်ယုံကြည်သူခရိယံညီကိုချင်းတို့ကိုချစ်မယ်ယုံကြည်သူခရိယံတို့ကိုမချစ်ဘူးဆိုရင်တော့စစ်မှန်တော့ခရိယံမဟုတ်တဲ့အကြောင်းလက္ခဏာဖြစ်တယ်လို့ တရောအခိုင်လေးအခန်းငယ်9ကနေ10မှာကျွန်တော်တို့ကိုအခုလိုပြောပြထားပါတယ်ချစ်သူတို့ငါတို့ဒီအချင်းချင်းချစ်ကြကုန်အပ်အเจ้าမူကချစ်ချင်းမြတ်တာဒီဖယားသခင်နဲ့ဆက်ဆိုင်ဤချစ်တတ်သောသူမည်ဒီကဖယားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်ဤဖယားသခင်ကိုတိတော်သူလည်းဖြစ်ဤချစ်ချင်းမရှိသောသူဒီဖယားသခင်ကိုမတိအเจ้าမူကဖယားသခင်ဒီ ချစ်ချင်းမြတ်တာဖြစ်တော်မူ၏တိယောအခိုင်းလေးအခန်းငယ်20မှာတစုံတယောက်သောသူကငါသည်ဖယားသခင်ကိုချစ်၏ဟုဆိုလျက်ပင်မိမိညီအကိုကိုမုန်းလျင် ထိုသူသည်မုတာကိုသုံးသောသူဖြစ်၏မိမိမြင်ရသောမိမိညီအကိုကိုမချစ်လျင်မမြင်သေးသောဖယားသခင်ကိုအဘယ်သို့ချစ်နိုင်မည်နည်းဖယားသခင်ကိုချစ်သောသူသည် မိမိညီအကိုကိုချေရမည်ဟုသော ပြည့်ညတ်တော်ကိုငါတို့သည်ခရစ်တော်ထံ၌ခံရကြပြီယုံကြည်သူခရိယညီအကိုချင်းတို့ကိုချစ်မဲ့အစားမုန်းသောသူဟာစစ်မှန်သော ခရိယမဟုတ်တဲ့အကြောင်းထင်ရှားတဲ့လက္ခဏာဖြစ်တယ်စစ်မှန်သော ခရိယမဟုတ်တဲ့အကြောင်းနောက်လက္ခဏာတစ်ခုကတော့နံပါတ်3ဝိညာဉ်ပိုင်းဆိုင်ရာအသက်တာကြီးထွားခြင်းလုံးဝမရှိဘူး ဖယားသခင်၏ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူတမျှသောသူတို့သည်ဖယားသခင်၏သားဖြစ်ကြ၏လို့ကျွန်တော်တို့ကိုပြောပြထားပါတယ်စစ်မှန်သောခရိယံဖြစ်ရင်ဝိညာဉ်ပိုင်းဆိုင်ရာအတ္တတာမှာကြီးထွားလာဖို့တန်ရှင်းသောဝိညာဉ်တော်ရဲ့ဆုံးမပဲ့ပြင်လမ်းပြခြင်းကိုယူခံရမယ်သူနေချင်းတို့နေတဲ့အပြစ်လဲလို့တဲ့ဒုစရိုက်လဲလို့တဲ့ တန်ရှင်းသောဝိညာဉ်တော်ရဲ့ဆုံးမပဲ့ပြင်ခြင်းသူ့အတ္တမှာလုံးဝလည်းမတွေ့ရဘူးဆိုရင်အဲ့ဒီလိုဟာစစ်မှန်သော ခရိယံမဟုတ်တဲ့လက္ခဏာပဲဖြစ်တယ်။နှစ်ပေအခိုင်းသုံးအငယ်၁၈မှာလည်းအခုလိုကျွန်တော်တို့ကိုပြောပြထားတယ်။ခြေဆုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်တော်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးပွားကြလော။စစ်မှန်သောခရိယံဒုတိယမွေးခြင်းကိုခံရသောစစ်မှန်သောယုံကြည်သူဖြစ်ရင် ခြေစူးတော်၌၎င်းတခင်ယေရှုခရစ်တော်ကိုတည်ကျွမ်းခြင်း၌၎င်းကြီးထွားခြင်းရှိပင်ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုတဲ့အချိန်ကစပြီးတော့ဝိညာဉ်ပိုင်းဆိုင်ရာ အသက်တာဘာမှကြီးထွားခြင်းမရှိဘူးဆိုရင်အဲ့ဒါစစ်မှန်သော ခရိယံမဟုတ်တဲ့အကြောင်းထင်ရှားတဲ့လက္ခဏာပဲဖြစ်တယ်စစ်မှန်သောယုံကြည်သူတွေရောပြည့်စုံလားမပြည့်စုံဘူးဒါပေမဲ့ ယေရှုခရစ်တော်နဲ့တူသောဝိညာဉ်ပိုင်ဆိုင်ရာအတ္တမှာကြီးထွားခြင်းရှိကြတယ်။ဂလာတိအခိုင်းကအငယ်22မှာ ဖော်ပြထားတဲ့ဝိညာဉ်တော်အသီးတွေကိုသူ့ရဲ့အတ္တမှာ မြင်တွေ့ရမယ်။အဲ့ဒီအသီးတွေကဘာတွေလဲ?ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှိခြင်း၊ကျေးဇူးပြုခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာဆောင်ခြင်း၊နှုတ်ညံ့သိမ်မွေ့ခြင်း၊ကာမဂုဏ်ချုပ်တီးခြင်းစတဲ့ ခရစ်တော်နဲ့တူသောအသက်တာမှာကြီးထွားမယ်။ငါယေရှုကိုယုံပါတယ်ကွာဆိုပြတော့သူယုံတယ်လို့ပြောတဲ့အချိန်ကနေစပြတော့ဘယ်သောအခါမှမှခရစ်တော်နဲ့တူသောအသက်တာမှာကြီးထွားခြင်းမရှိဘူး။ဖယားခင်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုလည်းတံမိုးထားခြင်းမရှိဘူး။တမချန်စာထဲကဖယားသခင်စကားတော်ကိုနာခံခြင်းတဲ့စိတ်ဆန္ဒလည်းလုံးဝမရှိဘူးဆိုရင်စစ်မှန်သော ခရိယံမဟုတ်တဲ့အကြောင်း လက္ခဏာပဲဖြစ်တယ်။နံပါတ်၄အချက် စစ်မှန်သောခရိယံမဟုတ်သောသူကလောကကိုချစ်မယ်လောကနဲ့မိတ္တာရဖွဲ့မယ်ရာကုတ်အခိုင်းလေးအငယ်လေးမတရားသောမိထုံ၌မိဝဲသောယောက်ျားမိန်းမတို့လောကီမိတ္တာရသည်ဖယားတခဲနှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကိုမတိကြသလောဤလောကနှင့်မိတ္တာရဖွဲ့လိုသောသူသည်ဖယားတခင်ဤယံသူဖြစ်၏ ဆိုတော့ဒီမှာပြောတဲ့လောကဆိုတာဖယားသခင်အလိုတော်နဲ့စန့်ကျင်ဘက်ဖြစ်တော်လူနေမှုစနစ်မယုံကြည်သူတို့ရဲ့နေပုံထိုင်ပုံတွေလောက်ပုံကင်ပုံတွေကိုပြောတာဖြစ်တယ်ဥပမာယုံကြည်သူ ခရိယန်တွေနဲ့မိတ္တဟာယဖွဲ့ခြင်းထက်ငါငါတော်မြားမယ်ကွာဒါထက်ငါ stage show တော်မယ်ကွာမယုံကြည်သူလောကီသားတွေပြုတဲ့ stage show ဝဲငါတော်တော့မယ်ကွာဒီခရိယန်အဖွဲ့တွေနဲ့မိတ္တဟာယဖွဲ့တာငါ ပျော်ဘူးကွာဆိုပြတော့လောကနဲ့ပဲမိတ္တာရဖွဲ့တာ तू ပျော်ရင်အဲ့ဒီလူကအတင်းတော်မှာသူ့နာမည်ဘလောက်ပဲရေးထားရေးထားသူ့ကိုယ်သူ ခရိယံလို့ဘလောက်ပဲပြောပြော तू ဟာလောကနဲ့မိတ္တာရပဲဖွဲ့နေတဲ့သူဖြစ်ခြင်းကအဲ့ဒီလူဟာစစ်မှန်သော ခရိယံမဟုတ်ကြောင်းလက္ခဏာပဲဖြစ်တယ်တိရောအခိုင်းနှစ်အငယ်15ကိုလည်းခဏလောက်ကြည့်ရအောင် လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနဲ့လောကကိုချစ်တော်သူမည်သည်ကခမဲတော်ကိုချစ်ချင်းမေတ္တာမရှိ အခန်းငယ်16လောက၌ရှိသမျှသောအရာတိဟုသောကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမဲတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏အခန်းငယ်18မှာလောကနှင့် လောကီတတ်မှတ်ခြင်းသည် ၍သွားပွဲပြောက်တိုက်၏ဖယားသခင်၏အလိုတော်နှင့်အညီကျင့်တော်သူမူကားနေသထာဝရတည်၏ကဲစစ်မှန်သောယုံကြည်သူဟောက်မဟုတ်ဘလို့သိရတယ်လဲဆိုရင်အဲ့ဒီလူဟာစစ်မှန်သောခရိယန်တွေနဲ့မိတ္တဟာယဖွဲ့ခြင်းထက်မယုံကြည်သူလောကီသားတွေနဲ့ပဲမိတ္တဟာယဖွဲ့တယ်လောကီတတ်မှတ်ခြင်းအသွေးအသားရဲ့တတ်မှတ်ခြင်းလောကီစည်းစိမ်မှာပဲသူက ပျော်မွေ့တယ်အဲ့ဒီမှာပဲသူနေတယ်ဖယားသခင်အလိုတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေဒီလောကီစည်းစိမ်တွေကိုကာယတက်မဲ့ခြင်းတွေကိုလောက်ပါလျက်နဲ့နောင်တလည်းမရဘူးအဲ့ဒီမှာပဲသူပျော်မွေ့နေတယ်ဆိုရင်အဲ့ဒီလူကသူ့ကိုယ်သူခရိယံလို့ဘလောက်ပဲပြောပြော လောကနဲ့မိတ္တဟာယဖွဲ့တော်သူဒီဖယားသခင်နဲ့ရကောအခိုင်လေးအငယ်လေးမှာဘယ်လိုပြောထားလဲလောကနဲ့မိတ္တဟာယဖွဲ့ခြင်းဒီဖယားသခင်နဲ့ ရန်သူဖြစ်ခြင်းပဲဖြစ်တယ်ဆိုတော့ကယုံကြည်သူမဟုတ်တဲ့အကြောင်းလက္ခဏာတက်တည်ဖြစ်တယ်စစ်မှန်သောခရိယံမဟုတ်တဲ့အကြောင်းနောက်ထပ်လက္ခဏာတစ်ခုကတော့အပြစ်လောက်တာကိုစိတ်အနှောက်ရှက်လုံးဝသူ့မှာမရှိဘူးအပြစ်မှာပဲအပြစ်ဆိုတာပါလေဖယားသခင်ပြည့်ညတော်ချိုးဖောက်ခြင်းဖယားသခင်ပြည့်ညတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အပြောအဆိုကအစအတွေးအခေါ်ကအစလက်တွေ့လောက်ဆောင်ခြင်းကအစ သူမုန်းတီးခြင်းလုံးဝမရှိဘူးယေရှုခရစ်တော်ကိုကျွန်တော်ရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတဲ့အချိန်မှာနှစ်ကောအခိုင်းအငါငယ်16မှာလူမည်ဒီကခရစ်တော်၌ရှိလျင်အသစ်ပြုတ်ပြင်သောတရဝဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီးအသက်တာအစ်ကိုရတယ်တစ်ဖက်မှာလည်းဇာတိလူဟောင်းကတော့ရှိသေးတယ်အပြစ်လုံနိုင်သေးတယ်ဒါမဲ့ အပြစ်လုတ်တဲ့ဘဝမှာပဲသူကပျော်မွေ့ခြင်းမရှိတော့ဘူးဖယားသခင်အလိုတော်နဲ့ဆန့်ကျင်ဘက်ဖြစ်သောအပြစ်ဒုစရိုက်တွေဖယားခင်ပြည့်ရတော်နဲ့ဆန့်ကျင်ဘက်ဖြစ်သောအပျော်အဆူအပြုတ်အမူလှောက်ဆောင်မှုတွေမှာပဲသူပျော်မွေ့နေတယ်အဲ့ဒီမှာပဲသူအသက်ရှင်နေတယ်ဆိုရင်စစ်မှန်သော ခရိယံမဟုတ်တဲ့အကြောင်းလက္ခဏာဖြစ်တယ်တကယ်လို့အသင်ဟာစစ်မှန်သောခရိယံမဟုတ်ဘူးဆိုတာကိုသိလာခဲ့ရင် နောင်တနဲ့ယေရှုခရစ်တော်တပါတိကိုသာသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါနောင်တဆိုတာဖယားခင်ပြည့်ရတော်ကိုချိုးဖောက်ပြော့လုံနေချအပြစ်တွေကိုဆက်လုံးမဲ့အစားဖယားခင်ပြည့်ရတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့သင်လိုက်နေတဲ့လမ်းမားတွေကိုဆက်လိုက်နေမဲ့အစားကယ်တင်ရှင်ယေရှုခရစ်တော်ကသူ့ရဲ့အလိုတော်အတိုင်းသင်ကိုပြောင်းလဲစေဖို့ယေရှုခရစ်တော်တပါတိကိုသာသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်းဖြစ်တယ် ကိုရောကျွန်တော်လုံနေချက်ပြည်ရတော်ချိုးဖောက်ခြင်းအပြစ်တွေကိုဆက်လုံနေမဲ့အစားပြည်ရတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ကျွန်တော်ကျမလိုက်နေချလမ်းမတွေကိုဆက်ပြော့လိုက်နေမဲ့အစားကိုရောအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုကျမကိုပြောင်းလဲပေးတော်မူပါနောက်တော်ကိုကျွန်တော်ကျမလိုက်နိုင်ဖို့အလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုကျမကို တွင်တင်လမ်းပြတော်မူပါဆိုပြောယေရှုခရစ်တော်တပါတိကိုသာသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်သင်ကျိုးလွန်ခဲ့တဲ့အပြစ်တွေအလုံးကိုခွင့်လွှတ်တော်မူမှာဖြစ်ပြော့ဒီဘဝမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်တဘောအတိတ်ကိုပေးတော်မူမှာဖြစ်ပြီးနောက်ဘဝကျရင်အိုနာတေချင်းကင်းသောကောင်းကင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားရမှာဖြစ်ပါကြောင်းတည်တင်းကောင်းပါပါတယ်အလုံးပေါ်မှာဖခင်ကောင်းချီးပေးပါစေအာမင်